အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာမြန်မာစစ်ကောင်းဆောင်တက်ရောက်ခွင့်မရှိတဲ့ပေါ်မြန်မာရင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့အပြောင်းလဲဖြစ်လာမလားဆိုတာအလုံးကစိတ်ဝင်စားနေကြပါသည်။အော်တိုဘာ26ရက်ကနေ28ရက်နေ့ထိကွာလာလမ်ပူမြို့မှာကျင်းပသွားမဲ့အာဆီယံထိပ်သီးစည်းဝေးမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ရုရှားသမ္မတပူတင်တို့တက်ရောက်မှာမဟုတ်ဘူးလို့မလေးရှားဝန်ကြီးချုပ်အန်ရာအီဘရာဟင်ကအတည်ပြုထားတာပါ။အာဆီယံထိပ်သီးစည်းဝေးကိုတော့အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေအပြင်အမေရိကန်၊တရုတ်၊ဂျပန်နဲ့အိန္ဒိယပါဝင် ာဆီယံရဲ့ဆွေးနွေးပတ်နိုင်ငံတွေကခေါင်းဆောင်တွေနဲ့တက်ရောက်ကြမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကတော့စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဦးဟောက်ခမ်ဆုံးကအစည်းအဝေးတက်ရောက်ဖို့မလေးရှားနိုင်ငံကိုအောက်တိုဘာ23ရက်နေ့ကတည်းကရောက်ရှိနေတာပါ။ဆီယံနာသိမ့်ပြီးရဲ့နောက်ပိုင်း အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာမြန်မာနိုင်ငံကိုစားပြုဖြစ်နေရာလွတ်ထားရှိခဲ့ပြီးတဲ့နောက်ပိုင်းနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တအူတယောက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာမြန်မာရေးပါဝင်အမေရိကန်ရဲ့အခွန်တိုးမြှင့်ကောက်ခံမှုနဲ့ဒေတာဆိုင်ရာလုံခြုံရေးစတဲ့ကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးဖို့ရှိနေတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။နိုင်ငံရေးလည်လာသုံးသပ်သူဦးကြည်မြင့်ကမြမရေဖြည့်ရှင်းရမှာမညီညွတ်တဲ့ ASEAN C ကမျှော်လင့်လို့မရပဲ American သမ္မတရဲ့ပြောဆိုမှုအပေါ်စောင့်ကြည့်ရမယ်တဘောလို့တာလွင်တိုင်းကိုပြောပါလိမ့် သူအာဆီယံကတော့မညီညွတ်ဘူးလေအာဆီယံကတော့ဘာမှမပြောဘူးသူကရေကောက်ပွဲပေါ်မှာသူကဘုံသဘောတူချင်းနဲ့ဒီရေကောက်ပွဲကဟလာပြည်သူလူထုအကျိုးရှိမဲ့ရေကောက်ပွဲမဟုတ်ဘူးသူတို့ချမှတ်ထားတဲ့ဘုံသဘောတူချင်းငါးချက်နဲ့မကိုက်ကြည့်ဘူးဆိုပြီးတော့ပြန်လဲတုတ်လိုက်ရင်ပဲအဲ့လိုကြီးများချင်းမျိုးထွက်လာမယ်ဆိုရင်တော့ဒါတော်တော်မျောလင်းချက်ရှိတယ်ပေါ့နော်အဲ့ဒါလည်းဒီမျိုးဆိုင်ပါဘူးတရားဒီကြည့်စုကအဲ့ဒါတွေဒီမျိုးဆိုင်ဘူးဒီမျိုးဆိုင်လို့ပါ လုတ်ပြာလုတ်တော့ဒီငားနဲ့မှာအေဂျန်ကိုကောင်းတဲ့တော့ထက်မကဘူးနော်အဲ့တော့တမလာကြီးရဲ့အဲတမလာကြီးရဲ့အပေါ်မှာပဲဘာပြောမလဲအဲ့ဒီပေါ်မှာပဲတောင်းကြည့်ရမယ်သဘောရှိရပါတော့လက်ရှိထားမြန်မာနယ်စပ်ကင်းပြည်နယ်မြောက်ရီမြို့နယ်အတွင်းကကြားပြန်လို့ခေါ်တဲ့ online ငွေလေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတရဲ့ကင်ပြည်မှုအပေါ်မှာသာမျှော်လင့်ချက်ရှိနိုင်မယ်လို့သူကမှတ်ချက်ပြုပါတယ် တစ်ဖက်မှာအခုနှစ်ကုန်ပိုင်းတွင်စစ်ကော်မရှင်ကဥဆောင်ပြီးအပိုင်းလိုက်ထွေထွေရွေးကောက်ပွဲကျင်းပသွားဖို့ပြင်ဆင်နေတဲ့အပေါ်အာဆီယံကပြည့်ပြတ်သားသားကန့်ကွက်တာမရှိသေးပါဘူး။အဲ့ဒီရွေးကောက်ပွဲဟာမြမပဋိပက္ခဖြည့်ရှင်းရမှာအဖြစ်မဟုတ်ဘူးလို့သာတုံ့ပြန်ထားကြတာပါ။ဒါကြောင့်ရွေးကောက်ပွဲဖြစ်မြောက်သွားခဲ့ရင်အာနာသိန်းစစ်ကော်မရှင်ဟာအရက်သားဆိုရဖြစ်အသွင်ပြောင်းပြီးတက်လာမှာဖြစ်လို့အာနာသုံးရဲ့စလုံးကိုခွဲဝေပေးရမှာဖြစ်ပေမဲ့ထူးမခြားနာဘူးလို့လေလာသူတွေကထောက်ပြကြပါသေးတယ်။ ကျောင်းသားခေါင်းဆောင်ဟောင်ကိုမင်းတွေးတစ်ကရွေးကောက်ပွဲကနေတက်လာမဲ့အစိုးရနဲ့အာဆီယံတို့ဆက်လက်ပူးပေါင်းနိုင်မဲ့အခင်းကျင်းတွေရှိနိုင်ပေမဲ့မြမရေးဟာထူးထူးခြားခြားပြောင်းလဲမှုမရှိနိုင်ဘူးလို့တန်လွင်တိုင်းကိုပြောပါရီအာဆီယံဘက်ကတော့အဲ့တက်လာမဲ့အရသာအစိုးရနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ပြောတာနိုင်ငံတကာအဖွဲ့အစည်းတွေကဒီလိုပဲသွားကြမှာပဲကျွန်တော်ဗမာပြည်သူတွေရဲ့အဲဒီတော်လိုင်းပေါ်သဘောထားဆက်အနာရှင်တွေပေါ်သဘောထားနဲ့လက်ရှိဗမာပြည်မှာဒုက္ခရောက်နေတဲ့ဒီဖြစ်စဉ်တွေပြည်သူတွေအကြံဖတ်မှုခံနေရတဲ့ဖြစ်စဉ်တွေအပေါ်မှာတော့နိုင်ငံတကာကစိတ်ဝင်စားမှုထိရောက်တာထိရောက်စွာ ကူညီနိုင်မှုကတော့အားနေနေတော့မဲ့ဖြစ်နေတော့အာဆီယံရဲ့အခင်းကြီးကနောက်တက်လာမဲ့အရသာအစိုးရလက်ထက်မှာပြောင်းလဲကောင်းပြောင်းလဲနိုင်ပြီမဲ့အာဆီယံအခင်းချင်းပြောင်းလဲတာသာဖြစ်ပြီးတော့ကျွန်တော်တို့ဗမာပြည်ရဲ့နိုင်ငံရေးပြည်သူတွေရဲ့အဲနေစဉ်စောင်းနေရေးလုံခြုံရေးကိစ္စတွေကတော့ပြောင်းလဲမှုအဲထူးထူးခြားခြားပြောင်းလဲမှုမရှိနိုင်ဘူးလို့ပဲကျွန်တော်တို့ကတော့မြင်ပါတယ်ဗျမြန်မာနိုင်ငံမှာစစ်တပ်ကနိုင်ငံအာဏာကိုသိမ်းယူပြီးလာပိုင်းတွင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုယ်တိုင် ာဆီယံခေါင်းဆောင်တွေရှိမှဘုံသဘောတူညီချက်၅ရက်ကိုလိုက်နာပါမယ်လို့2021ခုနှစ်ဧပြီမှာလက်မှတ်ရေးထိုးခဲ့တာပါအဲ့ဒီဘုံသဘောတူညီချက်၅ရက်ထဲမှာဖန်ဆီးထားတဲ့နိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လှုပ်ပေးဖို့အကြမ်းဖက်မှုတွေရပ်ဆိုင်ဖို့သက်ဆိုင်ရာစုဖွဲ့အားလုံးနဲ့တွဲဆောင်ဆွေးနွေးဖို့ပါဝင်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့စတဲ့အချက်တွေပါဝင်ပါတယ်ဒါပေမဲ့ အာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူရတဲ့နိုင်ငံတွေတနိုင်ငံပြီးတနိုင်ငံအပြောင်းလဲဖြစ်ခဲ့ပြီးမဲ့စစ်ကော်မရှင်ဘက်ကဘုံသဘောတူညီချက်၅ရက်ကိုအပြည့်အဝအကောင့်တဲဖော်နိုင်ခြင်းမရှိခဲ့ပါဘူး။လေလာသူတွေကတော့ဘုံသဘောတူညီချက်၅ရက်ဟာမြမအချက်တဲဖြည့်ရှင်းရမှာထိရောက်မှုမရှိသလိုအာဆီယံဖွဲ့စည်းအနေနဲ့လည်းဘာမှလွှမ်းမိုးလှုပ်ဆောင်နိုင်ခြင်းမရှိတဲ့အနေအထားမျိုးလို့ဝေဖန်သုံးသပ်ထားကြပါသေးတယ်။